စိအရင်ပြင်းပြီးတော့ကိုယ်ရောင်ဖြောင်းနိုင်တဲ့ကြောက်တုံးကအခုမြင်နေရတဲ့ငါးကတက်ရှိလောကမှာနာကျင်မှုအပြင်းထန်ဆုံးအစိတ်တစ်မျိုးကိုပိုင်ဆိုင်ထားပါတယ်။ဒီငါးတွေကကြောက်တုံးနဲ့ဆင်တူတာမို့လွယ်လွယ်ကူကူကြောက်တုံးငါလို့အမည်ပေးခံထားရပါတယ်။သူတို့ရဲ့နောက်ကျောဘက်မှာအပြာရောင်တန်းနေတဲ့စူးချုံ73ကြောင်ပိုင်ဆိုင်ထားပါတယ်။ဒီစူးချုံတွေဟာထိလိုက်တာနဲ့အသားတွေနှိဝင်သွားတဲ့အထိခြုံထက်နေပြီးတော့အစိတ်တွေကိုချက်ချင်းထိုးသွင်းပြစ်မှာပါ။သူတို့ရဲ့အစိတ်ကတင်းစီနိုင်တဲ့အထိပြင်းထန်တဲ့အပြင်အဆိုးရွားဆုံးနာကျင်မှုကိုခံစားရစေမှာပါ။ က်ရှိတွေအားလုံးထဲမှာဒီငါးရဲ့အစိတ်ကအနာကျင်ဆုံးလို့သိရပါတယ်။နောက်ပြီးသူတို့စီမှာကိုယုံဖြောင်းနိုင်တဲ့အစွမ်းလည်းရှိပါတယ်။ပင်လေကန်းကြီးကတန်နာကြောက်တန်းနေကြတယ်မှာဒီငါးတွေကိုတော်တန်ယုံမျက်စိနဲ့မြင်ရမှာမဟုတ်ပါဘူး။သူတို့ကလည်းတားကောင်ကိုအခုလိုနီးလန်းနဲ့စောင့်ဆိုင်ပြီးသူတို့ရဲ့အစိတ်စုတွေနဲ့အမဲလိုက်တတ်ပါတယ်။ဒါကြောင့်သူတို့ဟာပင်လေထဲမှာရင်ငုပ်တဲ့ရင်ငုပ်သမားတွေအတွက်သတိအထားရဆုံးငါးတွေဖြစ်နေပါတယ်။ ကျောက်တုံးကားတွေကိုပစိဖိတ်နဲ့အိန္ဒိယသမုဒ္ဒရာတွေအပြင်ပြည်လဲကမ်းရိုးတန်းအားလုံးနီးပါးမှာတွေ့မြင်ရလေရှိပါတယ်။ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့အတွက်ကျေးဇူးထူးတင်ရှိပါတယ်ရှင်။လက်ထပြားတွေလိုအမိပေးခံထားရတဲ့အသေးကောင်တွေကိုစားတော့တဲ့ပြောင်မျိုးစိအခုမြင်နေရတာကတော့အသေးကောင်တွေကိုစားတော့တဲ့လက်ထပြားတွေရဲ့ပြောင်းအောင်ကြီးဖြစ်ပါတယ်။ဒီပြောင်းအောင်ကြီးကထိတ်လန့်သေးဖို့ရုပ်ရှင်တွေကဇဝင်ကန်တစ်ခုလိုကြောက်စရာကောင်းပါတယ်။နောက်ပြီးကြောင်ရဲ့အစိပ်ပိုင်းတွေအားလုံးကိုအသေးကောင်တွေရဲ့အသားစာတွေနဲ့ပြုလုပ်ထားတာဖြစ်ပါတယ် ပြားဆိုတာပန်းဝင်းမုံတွေကိုစုပ်ယူစားတော့တဲ့အင်းဆက်တွေဖြစ်ပေမယ့်ဒီပြားတွေကတော့ထူးထူးဆန်းဆန်းအသားတွေကိုစားနေကြတာပါ။ဒါကြောင့်သူတို့ကိုလဒါတွေနဲ့အမူကျင့်ချင်းတူညီလို့လဒါပြားတွေလို့အမည်ပေးထားတာပဲဖြစ်ပါတယ်။ဒီပြားတွေကို1982ခုနှစ်ကရှောက်ခွေတွေ့ရှိခဲ့တာဖြစ်ပြီးတော့အရေးအတွက်အားဖြင့်နေပါတယ်လို့သိရပါတယ်။သူတို့ရဲ့ပြားရည်ဟာအသားတက်တစ်မျိုးပါဝင်တာကြောင့်အသားတုံးပြားရည်လို့နာမည်ပေးခံထားရပါတယ်။ ဒီပြားတွေကလူနေပုံဝင်းကျင်မှာတွေ့မြင်ဖို့ခင်ရင်ပြီးတော့တွေ့တဲ့လူတိုင်းကလည်းကြောက်ရွံ့ကြတာကြောင့်သူတို့နဲ့ပတ်သက်တဲ့ဗီဒီယိုမှတ်တမ်းတွေကတော့ရှာဖွေဖို့ခက်ခဲနေပါတယ်။ပိတ်သက်ကြီးတို့အနေနဲ့ရောငွေကြီးမစုပ်ပဲအသားစားတဲ့ဒီပြားတွေနဲ့ပတ်သက်ပြီးဘယ်လိုမျိုးထင်မြင်ယူဆမိပါသလဲ။ကုမန်ထဲမှာဆွေးနွေးပေးခဲ့လို့ရပါတယ်။ဗီဒီယိုလေးကိုအဆုံးကြည့်ယူပေးခဲ့ကြတဲ့အတွက်ကျေးဇူးထူးတင်ရှိပါတယ်ရှင်။10မိနစ်လောက်ပဲတရုပ်ဆောင်ပြီးအော်စကာဆုရသွားတဲ့မင်းသမီးကြီးဂျူဂျူတန် ပရိသတ်တို့ရဲ့ဟောလီဝုဒ်မင်းသမီးကြီးဂျူလီဒန်ကိုတရေရမိသွားပါတယ်။ဘာလို့လဲဆိုတော့မင်းသမီးကြီးဂျူလီဟာကမ္ဘာအရှင်အဝါအကြီးဆုံးအော်စကာဆုကို၈မိနစ်စာလောက်ပဲတရုပ်ဆောင်ပြီးတော့တက်ယူချသွားတာကြောင့်မဒီမင်းသမီးကြီးကိုတော့မြန်မာတွေရဲ့မျက်စိထဲမှာဂျိမ်းဘွန်းဇာတ်ကားတွေနဲ့ပို့ပြီးတော့ရင်းနှီးကြမယ်လို့ထင်ပါတယ်။မင်းသမီးကြီးဂျူလီယာ1999ခုနှစ်မှာကျင်းပတယ်82ချိန်မြောက်အော်စကာဆုပွဲပွဲမှာ1998ခုနှစ်အတွင်းထွက်ရှိခဲ့တဲ့ Shakespeare in Love ဆိုတဲ့ဇာတ်ကားနဲ့အကောင်းဆုံးအမျိုးသမီးဇာတ်ပုဒ်ဆုကိုရရှိခဲ့တာပါ မိနစ်တရာကျော်ရှိတဲ့ဒီဇာကားမှာမင်းသမီးကြီးရဲ့ဇဝင်ကန်းဟာတကားလုံးမှာမှရှင်းမင်းရဲ့ဝင်းကျင်လေးသာရှိခဲ့ပါတယ်။ဒါပေမဲ့လည်းအဲ့ဒီနှစ်ရဲ့အမျိုးသမီးဇက်ဖို့စုကိုတခြားဇာကားတွေမျိုးကိုကြော်တက်ပြီးတော့အရယူခဲ့ပါတယ်။မင်းသမီးကြီးကစုတက်ယူချိန်မှာကျမကဇာကားတစ်ပါးလုံးနဲ့မှမိနစ်ပိုင်းကြီးပဲပါရတာမို့လို့အော်စကာရုပ်ကိုနည်းနည်းလောက်ပဲဖိတ်ပြီးတော့အရသင့်နေထင်ပါတယ်လို့အရှုံးဖောက်ပြောဆိုသွားခဲ့ပါသေးတယ်။မင်းသမီးကြီးဟာ1958ခုနှစ်ကလေးကမင်းသမီးဖြစ်လာခဲ့ပြီးတော့အနုပညာသက်တမ်းကနှစ်ပေါင်း60ကျော်ခဲ့ပါပြီ ။လက်ရှိမှာမင်းသမီးကြီးဟာအသက်60ရှိပြီဖြစ်ပြီးတော့ကျန်းမာနေတော့ရုပ်ရှင်တွေထဲရိုက်နေတော့မှာပဲ။မင်းသမီးကြီးအော်စကာရတဲ့ရှင်မင်းဆာရုပ်ရှင်ကိုကြည့်ပြီးတော့ပရိသတ်တို့အနေနဲ့ဝေဖန်အကဲဖြတ်ပေးကြပါအောင်နော်။ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ရှိပါတယ်ရှင်။